ဘီလီယံနာတထေးသားဖြစ်ပေမဲ့ရိုးရှင်းတဲ့ဘဝကိုသာလိုချင်နေတဲ့ဟာရှာတယောက်သူ့အဖေရွာကိုသွားပြီးတိုးတက်အောင်ကူညီပေးပြီးတော့အဖြစ်မှန်တွေကိုသိလိုက်ရတဲ့အခါအားလုံးပဲမင်္ဂလာပါခင်ဗျာ BDM Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ဝင်းကြီးချုပ်မင်းသားလို့နာမည်ကြီးတဲ့မင်းသားမိုင်းစ်ဘာဘူးရဲ့စရီမန်တူတူဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာတခါကြည့်ုံနဲ့မိုင်းစ်ကိုကြိုက်သွားစီမဲ့ဇာတ်ကားလေးလည်းဖြစ်တာပါ rating တွေအများကြီးကိုလည်းရရှိထားပြီးတော့ ဇက်အိမ်နဲ့ခိုင်းတလို့လက်မလွတ်သင့်တဲ့ဇက်လန်းလေးလေးဖြစ်ပါလေတခါတလေဘေးကအကူမပါဘဲလမ်းလျှောက်မှ ကိုတိုင်လမ်းလျှောက်တဲ့အရာတာကိုတီးပြီးကိုတိုင်လမ်းလျှောက်တက်မှဖြစ်ပါလေအဲဒီလိုပဲဒီဇက်ကားထဲမှာလဲဘယ်သူမှအာမကိုပဲနဲ့ကိုလန်းကိုလျှောက်တက်ဖို့ရိုက်ပြထားတာဖြစ်ပါလေကြတာဆိုအားလုံးစဉ်းသိဖြစ်ပြီဆိုရင်တော့ကျွန်တော်ရဲ့တူတူဒီနေ့တင်ဆက်မှုဇက်လန်းလေးကိုခန်းစားကြည့်လိုက်အောင်ပါခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအန်ခင်မူပဲဖြစ်ပါတယ်ခင်ဗျာ ဇလန်းဆာမှာဟိုက်ဒရာဘတ်ရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ရာဘီက ကိုပိုင်လီနဲ့ဟိုက်ဒရာဘတ်ကို ပြန်လာတာကိုတွေ့ရမှာပါအဲ့ဒီနေရာကိုတော့မင်းသားကြီးဂျာကာပါတီဘာဘူးတည်ယူဆောင်ထားပါလေသူကယုံကိုပြန်လာတော့ယုံကဝန်ထမ်းတွေကဒီညအရှင်ယာမကိုပူဇော်တဲ့ပွဲလုံးမှာမလို့ရာဘီတို့မိသားစုတက်ရောက်ရင်သူတို့အတိုင်းမသိဝမ်းသာမှလို့ပြောကြပါလေဒါပေမဲ့ရာဘီကမိသားစုပါတီရှိလို့မလာနိုင်ဘူးလို့ပြောကထွက်သွားပါလေ။ ။ညောင်တော့ပွဲကိုဟာရှာဆိုတဲ့ကောင်လေးရောက်လာပါလေ။သူကတော့အခြားသူမဟုတ်ပါဘူး။ရာဗီရဲ့တဦးဒီသောသားပဲဖြစ်ပါလေ။သူလာတာကိုမြင်တော့အားလုံးကဝမ်းသာသွားကြပါလေ။သူကမိသားစုပါတီကိုမသွားဘဲဝန်ထမ်းတွေနဲ့မျက်နှာမပြတ်ရအောင်အရှင်အာမပူဇော်ပွဲကိုသွားပြီးတော့ချီကျူးတခြင်းဆိုကကနေကြပါလေ။အိမ်မှာတော့တိုင်ရင်လုံးနဲ့သူ့အဖေကသူ့ကိုစောင့်နေကြပြီးသူ့အဖေကလည်းသူ့ကိုစူပါတော့တယ်။သူကအိမ်အကောင်းစားတွေ ားတွေပါတီတွေကိုမနှစ်သက်ပဲရိုးရှင်းတဲ့ဘဝကိုပဲသဘောကျတာပါ။သူနဲ့သူ့ဘေးကြားမှာဆက်ဆံရေးကမပြေလည်ပါဘူး။သူ့ဘေးကသူ့ကိုနားလည်ဖို့စူးစမ်းကြည့်ပေမဲ့အခုထိနားမလည်နိုင်သေးပါဘူး။ဟာရှာကဘီလီယံနဲ့ချီတဲ့စီးပွားရေးလုပ်ငန်းကိုအမွေဆက်ခံမဲ့တဦးဒီသောသူဖြစ်ပါလေ။ဒါမဲ့သူကလုပ်ငန်းကိုလက်လွဲမယူဘူးလို့ညင်းလိုက်တော့သူ့အဖေဟာစိတ်ပြတ်သွားပါလေ။ဟာရှာကတော့ဆုံးဖြတ်ချက်ကိုပြောင်းလဲမဲ့ပုံမဟုတ်ပါဘူး။ သူကလည်းသူ့အဖေကဝန်ထမ်းတွေနဲ့လုပ်ဖို့ကင်ဘတ်တွေပေါ်ကျင်နာမှုမရှိပဲမာနာကြီးတဲ့ပုံစံနဲ့ဆက်ဆံတာကြောင့်သူ့အဖေပုံစံကိုလည်းမကြိုက်ပါဘူးသူ့အဖေတော်မှသူ့ဖိုးရဲ့လဲဆိုင်တဲ့အလုပ်ကိုမဆက်ခံပဲစ조사ခဲ့လို့အခုလိုအောင်မြင်သွားတာမဟုတ်လို့သူ့ကိုလည်းသူ့လုံးချင်တာလုံးမှာကိုမတားဖို့အတွက်ပြောလိုက်ပါလေနောက်တစ်ရက်မှရာဗီရဲ့တငယ်ချင်းကသူ့သားရွယ်ကစိတ်ပြောင်းလဲတာမဟုတ်လို့အိမ်အောင်ချကြည့်ရင်အဆင်ပြေလောက်မယ်လို့ပြောလိုက်တာပါ နောက်တစ်နေ့မှာတော့ဟာရှာကသူ့ဖေရဲ့အစည်းအဝေးကို တွားရင်းလှပတဲ့ကောင်မလေးတယောက်ကိုတွေ့ပြီးတော့စကားပြောနေပါလေ။သူမကလည်းသူ့လိုပဲစီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုအမွေခံမဲ့တဦးရီသောတမီးဖြစ်ပါလေ။ဒါမဲ့သူကစိတ်ဝင်စားမှုမရှိပါဘူး။အဲဒီနောက်ရုံးခန်းမှာထိုင်နေရင်းဝန်ထမ်းတယောက်ဖြစ်တဲ့မစ္စတာရာဂျူရဲ့တမီးကလက်ထပ်ရတော့မှမဟုတ်လို့သူတို့သားကိုတင်တောင်းကပေးရမှာဖြစ်ပေမဲ့တားရဲ့ပညာရေးကိုထောက်ပံ့ဖို့လည်းရှိနေသေးတာကြောင့်သူတို့တောင်းတလို့မပေးနိုင်လို့စိတ်ညစ်နေတာကိုသူကကြားသွားခဲ့ပါလေ။ ညနေရောက်တော့သူတို့သမီးကိုသူတို့သားကလာကြည့်ပါတယ်။ရာဂျူးကသူတို့သားဘက်ကတင်နှောင်းငွေကိုမတတ်နိုင်ဘူးလို့ပြောမဲ့အချိန်မှာဟာရှာရောက်လာခဲ့ပြီ။မစ္စတာရာဂျူးကသစ္စာရှိတဲ့ဝန်ထမ်းဖြစ်လို့သူတို့ကုမ္ပဏီဘက်ကနေအဲ့ဒီတင်တောင်းငွေကိုပေးမယ်လို့ပြောလိုက်တာပါ။မစ္စတာရာဂျူးကသူ့ကိုကူညီပေးလို့အရန်ကိုကျေးဇူးတင်နေပါတော့လေ။နောက်တစ်ခါမှာတော့ဟာရှာကသူ့မိသားစုကိုမနက်စောကြီးဖျားเจ้าကိုလိုက်ပို့ပါတယ်။ လမ်းမှာသူကသပင်းအရှည်လေးနဲ့တအားချစ်စရာကောင်းတဲ့ကောင်မလေးကိုမြင်ကငေးကြည့်နေမိပါတယ်။သူမကိုခဏခဏမြင်ချင်လို့လမ်းကိုသုံးကားလောက်ပတ်မောင်းနေတာပါ။သူ့မိကဘာလို့ပတ်မောင်းနေရလဲလို့မေးလိုက်တော့မှောင်နေလို့လမ်းမှာသွားတာပါလို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဒီဗာရာကိုတာရွာကလေးတစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီရွာမှာအစိုးရအကြောင်းတစ်ခုကအပြက်စီးလွန်နေပြီးမပြုတ်ပြင်လို့ပြိုကျသွားခဲ့ရပါတယ်။မိဘတွေကအပြေးလွှားနဲ့ကလေးတွေကိုတွားပြီးတော့ကြည်ကြပါတယ်။ ဇီယာတွေကလည်းကလေးတွေအားလုံးကိုအစွမ်းကုန်ကဲကစေယုံကိုပို့ကြပါလိမ့်။ဒါပေမဲ့ကလေးလေးယောက်တည်သွားခဲ့ရပြီးနှစ်ယောက်ကစိုးရင်ရတဲ့အခြေအနေမှာဖြစ်နေတာပါ။ကလေးဆုံးသွားတဲ့မိဘတွေကလည်းရင်ကွဲမတက်ငိုနေကြပါတော့လိမ့်။အဲ့ဒီပြဿနာရဲ့အဓိကတရားခံကတော့နာစီးဆိုတဲ့ရွာခေါင်းဆောင်ကြောင့်ပါ။ရွာကအကြီးကဲနာယာရာကလွန်ခဲ့တဲ့နှစ်နှစ်ကလေးကပြိုကျတော့မှမဟုတ်လို့သူကဂယုမဆိုင်ပဲပြုပြင်မှုဘာညာလဲမလုပ်ခဲ့ပါဘူး။ အနီးနားကရွာတွေမှာလည်းဒီလိုပြိုနိုင်တဲ့အစိုးရအကြောင်းတွေ15ကြောင်းလောက်ရှိသေးတာမဟုတ်လို့သူ့ကိုအထက်ကိုတင်ပြပေးဖို့ပြောပေမဲ့သူကဘယ်သူမှဂယုမဆိုင်ခဲ့ပါဘူးအဲဒီမှာပဲသူ့ကိုစန့်ကျင်တဲ့ဂျာနယ်လစ်တယောက်ကိုတတ်ပစ်ကဘယ်သူမှသူ့ကိုအဲ့လိုမဆန့်ကျင်ဖို့လဲသူကပြောလိုက်ပါတယ်ပြီးတော့ကလေးတွေကိုသူ့ကိုပိုင်အကြောင်းကို ပြောင်းတက်ဖို့လဲကြေညာခိုင်းလိုက်ပါတယ်နောက်ရမှာရွာကလူတွေကနာစီယံကနေကာကွယ်ဖို့အတွက်မြို့ကိုပြောင်းဖို့လုပ်နေကြပါပြီ။ ဒါကိုရွာအကြီးကဲကအခုလိုလုံနေတာကနာစီရဲ့အကြံဖြစ်ပြီးသူကြံအောင်မြင်သွားရင်ပို့ပြီးတော့စိုးလာမှာဖြစ်တာကြောင့်အခုလိုထွက်မပြေးပဲရင်ဆိုင်မှုအတွက်ပြောပေမဲ့သူတို့ကနားမထောင်ပဲထွက်သွားကြပါလေတဖက်မှာလဲမိုးခေါင်နေလို့လေယာရီမှာဖြစ်ထွန်းတဲ့အတွက်လေသမား6ယောက်လောက်တတ်တည်ကုန်ကြပါလေအရိခါမှာနာယာရာကနာစီစီကိုလာပြီးတော့ပြောပါလေနာဒီကရေကန်တစ်ခုရှိပြီးအဲ့ဒီရေကန်ကနေရေမျှပေးရင်လေယာဆိုင်ပြိုးရေးလဲအဆင်ပြေလာမှာလို့ပြောလိုက်ပေမဲ့ နာစီကဒေါသထွက်ကအဲ့ဒီရေကန်ကသူ့အပိုင်မှုလို့ဘယ်သူမှမထိရဘူးလို့ပြောကနာယာရာကို မောင်းထုတ်လိုက်ပါလေဒီလိုနဲ့ဟာရှာဘတ်ကို ပြန်ရောက်လာခဲ့ပါပြီသူကသူ့ငွေချင်းအပါရာရဲ့မွေးနေ့ကိုလာပါလေအဲ့ဒီမှာပဲဟိုနေ့ကတွေ့ခဲ့တဲ့ချစ်စရာကောင်မလေးကိုမွေးနေ့ပွဲမှာပြန်တွေ့လိုက်ပါလေတကယ်တော့သူမက သူ့ငွေချင်းအပါရာရဲ့ဝင်းခွဲညမှာပဲဖြစ်ပါလေသူကသူမနဲ့မိတ်ဆက်ကအချိန်တိုတွင်းမှာပဲရင်းနှီးသွားခဲ့ပါလေ။ ပြီးတော့သူမအကြောင်းကိုမေးလိုက်တော့သူမရဲ့နာမည်ကကာရာဖြစ်ပြီး MBA ပြီးလို့ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကိုဆက်တက်နေတယ်လို့ပြောလိုက်ပါတယ်။အဲဒီလိုနဲ့နောက်ရက်မှာဟာရှာကကာရာရဲ့နောက်ကိုလိုက်ကာသူမနဲ့အတူတူအတန်းတွေတက်အချီချင်းတွေစုံပြီးနှစ်ယောက်သားပူရင်းနီးလာကြကာအမြဲတမ်းအတူတူသွားအတူတူလာလုံနေကြပါတော့တယ်။တကယ်မှာတော့သူ့အဖေနဲ့အိမ်ကလူတွေစိုးရိမ်နေကြတာကိုမြင်တော့ဟာရှာကသူ့ယောက်ဖားကိုမေးပါတယ် အခုလိုဖြစ်နေရတာကလုပ်ငန်းအစ်တိုးချဲ့မဲ့စာချုပ်အစ်စ်ကြောင့်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဒူးဖေစီကိုဝင်ကြီးချုပ်သားရောက်လာပြီးလမ်းတိုးချဲ့မဲ့စာချုပ်အစ်စ်ကိုသူတို့ရကျင်တယ်လို့ပြောကာသူ့အဖေကိုနောက်ဆုတ်ခိုင်းလိုက်ပါတယ်။တကယ်လို့နောက်မဆုတ်ရင်သူတို့တမီသားစုလုံးကိုတတ်ပြစ်မယ်လို့လဲချိန်ချောက်ပြီးတော့ထွက်သွားခဲ့တာပါ။ဒါကိုဟာရှာကသိတော့ညမှာချက်ချင်းပဲဝင်ကြီးချုပ်နဲ့သူ့သားအကြောင်းကိုရှာကဒီကိစ္စကိုဖြေရှင်းဖို့မနဲ့မှာပဲချက်ချင်းဒေးလီကိုလိုက်သွားလိုက်ပါတယ်။ အဲဒီရောက်တော့သူကအမျိုးသမီးတယောက်နဲ့ကောင်မလေးတယောက်ကိုတွေ့ကာကူညီပေးလိုက်ပြီးချက်ချင်းရင်းနှီးသွားခဲ့ပါလေပြီးတော့ချက်ချင်းဝင်းကြီးကျောင်းနဲ့တွေ့ပါလေပြီးတော့သူသားเจ้าတွေကိုစပြီးတော့ပြောပြကာဟာရှာကသူ့မိသားစုကိုလာထည့်ရင်ဝင်းကြီးကျောင်းသားလည်းမသိဘူးတတ်ပြစ်မှလို့ပြောကာသူသားကိုစုံမဖို့အတွက်ဝင်းကြီးကျောင်းကိုပြောလိုက်ပါလေတကယ်တော့ခုနကသူကူညီခဲ့တဲ့အမျိုးသမီးနဲ့ကောင်မလေးကဝင်းကြီးကျောင်းရဲ့မိမနဲ့တမီးငယ်ပဲဖြစ်ပါလေသူတို့ကဟာရှာနဲ့တင်းတင်းဖြစ်နေလို့ ဝင်းကြီးချုပ်ကအန်အောနေကဟာရှာကလည်းညာရင်းချင်းဒေလီလာနေရင်းချင်းမှာသူတို့နှစ်ယောက်နဲ့ရင်းနှီးအောင်လုပ်ပြီးနေ့လယ်မှာဝင်းကြီးချုပ်ကိုလာတွေ့တာဟာသူ့အစီအစဉ်တွေဖြစ်ကြောင်းတားလို့တဲ့သူကိုဆုံးမတင်ကြောင်းပြောကာထွက်သွားပါတော့တယ်။ဒါမဲ့ဝင်းကြီးချုပ်ကချက်ချင်းပဲသူ့သားလူယုံကိုဖုန်းဆက်ကဟာရှာလာသွားတဲ့အကြောင်းကိုပြောပြပြီးဟာရှာကိုချက်ချင်းပညာပေးဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။အဲဒီနောက်ဟာရှာကကာရာရဲ့တငယ်ချင်းမင်္ဂလာဆောင်ကိုကာရာနဲ့အတူတူသွားပါလေ နောက်ကနေဝင်ကြီးချုပ်လူတွေပါလာတာကိုလည်းသူကသတိထားမိလိုက်ပါတယ်။မင်္ဂလာပွဲတဲ့ကိုရောက်တော့သူကစစ်ဆေးဖို့မတိမတာတယောက်တည်းထွက်လာတော့ဟိုကောင်တွေကသူ့ကိုတိုက်ခိုက်ပါတယ်။ဒါမဲ့ဟာရှာရဲ့အတိုက်ခိုက်စွမ်းရည်ကအံမခံဘို့လို့သူကအဲ့ဒီကောင်တွေကိုပြန်ပြီးတော့ပညာပေးလိုက်တာပါ။ကုလိုတွေချနေကြတာကိုတယောက်မှလည်းမသိလိုက်ပါဘူး။ဟာရှာကမတိမတာလေးထွက်လာပြီးကာရာနာကိုတွားလိုက်ပါတယ်။ကာရာကလည်းသူ့တငယ်ချင်းကိုလက်ထပ်ပြီးလဲပျော်ရွှင်စွာနေတင်ကြောင်းကလေးကိုလည်းတယောက်တာမွေးတင်ကြောင်း တကယ်လို့ထတ်လို့ခြင်းတော့မွေးစားတင်ကြောင်းတရောင်နဲ့တယောက်သာပို့ချစ်ပေးရင်ပျော်စရာကောင်းမှာဖြစ်ကြောင်းပြောပြနေပါတော့လေတရက်မှာကာရာကမဂ္ဂဇင်းထဲကနာမည်ကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်နဲ့အမွေဆက်ခံသူအကြောင်းကိုဖတ်ရင်းဟာရှာနဲ့သူ့ဖေရာဘီအကြောင်းကိုပါတွေ့သွားပါလေသူမကပျော်ရမယ့်အစားစိတ်ညစ်သွားပြီးတော့နောက်ရက်ကစာပြီးဟာရှာကိုလည်းရှောင်နေပါတော့လေလုံးဝလည်းမတွေ့တော့ပါဘူးအဲဒါကြောင့်ဟာရှာကသူမအိမ်ကိုလိုက်လာပြီးဘာလို့ရှောင်နေရလဲလို့မေးလိုက်တော့သူမဟာ ဟာရှာရဲ့ရွာဇာတိမြေကိုတိလာလို့မေးကဟာရှာကချမ်းသာသွားပြီးကို့မွေးမြေကိုမေ့သွားကြောင်းသူ့ရွာကဒီပါရာရွာဖြစ်ကြောင်းသူမှလည်းအဲ့ဒီရွာကစင်စင်ရဲရဲနဲ့ကြီးပင်းခဲ့ရတဲ့အကြီးကဲနာယာရဲ့သမီးဖြစ်ကြောင်းဟာရှာရဲ့ဖေကတော့အဲ့ဒီရွာကဖြစ်ပေမဲ့အခုလိုကြီးကြီးတက်ချမ်းသာသွားလို့ဟာရှာနဲ့သူမကအစင်တန်းမတူတော့ပဲဘယ်တော့မှမစုံစည်းနိုင်ကြောင်းပြောကသူမထွက်သွားပါလေအဲ့ဒီချိန်ကစပြီးဟာရှာကကာရာရဲ့ဇကားတွေနဲ့ဒီဘာရာရွာအကြောင်းကိုပဲဇက်တိုက်စဉ်းစားနေပါတော့တယ် ။ဒါမှမဟုတ်ရာဗီကသူ့လိုချင်နေတဲ့တင်တာကိုရရှိသွားပြီးပျော်နေခဲ့ပါလေ။ဒါပေမဲ့နိုင်အောင်လို့ဒုတိယတင်တာကိုဘယ်သူတင်တာလဲလို့သူတွေးမရဖြစ်နေတော့မစ္စတာရာဂျူးကဟာရှာတင်လိုက်တာပါလို့ပြောတော့သူအံ့ဩသွားပါလေ။ဝင်းကြီးသားကလည်းသူတင်တာရှုံးလို့စိတ်တုန်နေကဘယ်သူဖြက်စီးလိုက်တာလဲလို့မေးတော့သူ့လူယုံက ရာဗီမှာသားတယောက်ရှိကြောင်းသူကသူများရင်းနဲ့မတူပဲသူ့ကိုဘယ်သူမှမနိုင်ကြောင်းသူကဝင်းကြီးချုပ်ကိုတော့တွားပြီးတော့ချိမ့်ချောက်ထားတာကြောင့် သူ့လူတွေကိုလည်းဟာရှာကတိတ်တိတ်လေးအလဲထိုးနိုင်ကြောင်းပြောပြလိုက်တော့ဝင်းကြီးချုပ်သားကဒေါသထွက်ပြီးဟာရှာကိုချက်ချင်းသွားတွေ့ဖို့လုပ်ပါလေ။အဲ့ဒီချိန်မှာပဲသူဦးလေးစီကဖုန်းဝင်လာခဲ့ပါလေ။အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။နာစီပဲဖြစ်ပါလေ။သူကတရားစွဲမဲ့သူနှစ်ယောက်ကဟိုက်ဒရာဘတ်ကိုထွက်ပြေးသွားလို့သူ့တူကိုတတ်ခိုင်းတာပဲဖြစ်ပါလေ။သူကလည်းဟာရှာရဲ့ကိစ္စကိုခဏထားပြီးသူ့ဦးလေးကိစ္စကိုသွားလုပ်ပေးပါတော့လေ။ တဖက်မှာရာဗီကတင်နာကိစ္စကိုဟာရှာကိုပြောပြကာချီးကျူးနေပါလေဟာရှာကလည်းသူထင်ထားတဲ့အတိုင်းတင်တာဈေးကပေါက်ကျသွားလို့သူတို့ကုမ္ပဏီမှာတင်းစပေါက်ရှိနေကြောင်းကိုပြောပြလိုက်ပါလေသူဖေကတော့သူသားကစီးပွားရေးနဲ့ပတ်သက်တာဘာတစ်ခုမှမတတ်ဘူးပဲမဲ့ဒီလုပ်ငန်းကိုသူသားလုပ်ရင်အောင်မြင်မှာတေချာတယ်လို့ပြောကာအမွေဆက်ခံမှုကိစ္စကိုပြောတော့ဟာရှာက၂ရက်၃ရက်လောက်ခီးသွားခြင်းလေလို့ပြောတဲ့အခါမှာရာဗီကလည်းသူသားစိတ်တိုင်းကြပဲဘဲသွားခြင်းလဲကြိုက်တဲ့နေရာသွားခီးတွေထွက်ပြစ် အဲဒါပေမဲ့ပြန်လာရင်တော့အမွေဆက်ခံဖို့အသင့်ဖြစ်နေစေချင်တယ်လို့ပြောလိုက်တာပါ။နောက်မနက်မှာတော့ဟာရှာကသူ့ဘယ်သွားမယ်ဘာညာမပြောဘဲနဲ့စပိန်ရစီနဲ့ကားကိတ်ကိုသွားကသူ့ရွာဖြစ်တဲ့ဒီဗာရာရွာကိုသွားပါတော့တယ်။ဒီကိစ္စကို ကာရာကိုလည်းသူကပြောမသွားခဲ့ပါဘူး။လမ်းမှာကားတွေပိတ်နေလို့ကြိလိုက်တော့ဝင်ကြီးသားကားတွေပဲဖြစ်နေပါတယ်။သူတို့ကလမ်းပိတ်ကဟိုက်ဒရာဘတ်ကားပေါ်ကနေတရားစွဲမဲ့ဝန်ထမ်းနှစ်ယောက်ကိုစွဲခေါ်လာပြီးတော့တတ်ဖို့လုပ်ပါတယ်။ အဲ့ဒီချိန်မှာဟာရှာရောက်လာပြီးလမ်းပိတ်နေလို့ကားတွေဖယ်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အရာကိုဝင်းကြီးသားကနားမထောင်ပဲဟာရှာကိုနှင်ထုတ်ပါတယ်။သူ့လူယုံကဟာရှာကိုမြင်လိုက်တော့ရာဗီသားကအဲ့ဒီကောင်မဲလို့ပြောလိုက်တဲ့အခါဝင်းကြီးသားလည်းလန့်သွားပါတယ်။ဟာရှာကကားတွေကိုဖယ်ပေးဖို့ကောင်းကောင်းမွန်မွန်ထပ်ပြောပြီးမှမရတဲ့အခါမှာတော့ဝင်းကြီးသားရဲ့လူတွေနဲ့ချပါတော့တယ်။ဟာရှာကတယောက်တည်းဖြစ်ပေမဲ့သူ့ကိုဘယ်သူမှအလဲမထိုးနိုင်ပါဘူး။အဲ့ဒီလိုနဲ့တရားစွဲမဲ့ဝင်းနှန်းနှစ်ယောက်ကိုလည်းကယ်လိုက်ပြီး လမ်းမပိတ်တော့လို့ရွာကိုခီးဆက်ခဲ့ပါလေ။ကားကြီးကနေစပိန်နဲ့သူကရွာကို ခီးဆက်ခဲ့တာဖြစ်ပါလေ။ပြီးတော့ရွာကြီးကအိမ်မှာတဲရပါလေ။သူကတော့ကာရာရဲ့ဖေနာရာယာဖြစ်ပြီးသူကငါးဖန်းသမားတယောက်ပဲဖြစ်ပါလေ။ဟာရှာကရွာရဲ့ခြေနေကိုလေ့လာဖို့ရက်အနည်းငယ်လောက်နေမှာပဲဖြစ်ပါလေ။ဟာရှာကစပိန်ပြည်နေချိန်မှာနာယာရာနဲ့တခြားရွာသားတွေပြောတာကို သူကြားလိုက်ရပါလေ။ကလေးတွေကအောင်းပြိုသွားလို့လေခွင်းထဲမှာစာတင်နေကြပြီး နာမဲနှွေဆိုတအားပူမှာမလို့ကြောင်းစားဖို့အလူငွေလိုက်ကောက်တင်ကြောင်းနဲ့အနီးနားရွာတွေပါလိုက်ကောက်ရင်9000တောင်ရမှာမဟုတ်ကြောင်းပြောကစိတ်ညစ်နေကြပါလေအရိကမဟာရှာကကြောင်းစားဖို့ဘလောက်ကုန်မလဲလို့မေးလိုက်တော့နာယာရာက9သိန်း8သိန်းလောက်ကုန်မယ်လို့ပြောလိုက်ပါလေဟာရှာကချက်ချင်းပဲချက်လက်မှတ်ထုတ်ပေးလိုက်ကပတ်စံပေးလိုက်ပါတော့လေပြီးတော့သူတီရွာကိုလာပြီးတော့ကုညီတာကနာယောရာရဲ့အမျိုးသူ့တငယ်ချင်းအပါရာညှို့လို့လာတာပါလို့ပြောလိုက်တော့နာယောရာလည်းဝမ်းသာသွားခဲ့ပါလေ တဖက်မှာဝင်ကြီးကသူ့ညီနာစီစီကိုဖုန်းဆက်ကနိုင်ငံရေးခြေအနေတွေစိုးနေလို့ခရိုင်ဆင်းရဲနေတာသူ့ကြောင့်လို့အထက်ကထင်နေကြတာကြောင့်ရွာနေမျိုးမှာသူတို့ဘက်ကကောင်းတာတစ်ခုခုလှုပ်ပေးမှသူ့ရဲ့ဝင်ကြီးယာရုမပြုတ်နိုင်ကြောင်းကိုပြောကနာစီကိုရွာအတွက်တစ်ခုခုလှုပ်ပေးခိုင်းလိုက်ပါတယ်။နာစီကလည်းသူ့ဆရာလာလုံးရင်မကြိုက်လို့ဖုန်းချလိုက်ပြီးမလှုပ်ပေးနိုင်ဘူးလို့သူ့ဘသာပြောနေပါတော့တယ်။နောက်မနက်မှာတော့နာယာရာတို့နဲ့ဟာရှာကကြောင်းဆောက်ဖို့မြေကြော်ပွဲလုပ်နေချိန်နာစီရောက်လာပြီး နာယာရာကိုခေါင်းပါလို့ပြောဆိုနေပြီးတော့ဟာရှာကိုလည်းဘာသူလဲဘာလို့ခုလိုတွေလုပ်နေတာလဲလို့မေးလိုက်ပါတယ်။သူကចောင်းសោតတာကိုသဘောမတူခြင်းပေမဲ့သူ့လူယုံကဝင်ကြီးကလည်းយွာမာတစ်ခုခုလှုပ်ပေးဖို့ပြောနေတာဖြစ်လို့ဟာရှာလုံနေတာကိုခွင့်ပြုပြီးအဲ့ဒီကနေအမျက်ထုတ်လိုက်ဖို့အတွက် ပြောလိုက်တော့နာစီလည်းဒါကိုလက်ခံလိုက်ပါတယ်။យွာသားတွေကပျော်ရွှင်နေကြပြီးလမ်းခင်းပေးဖို့လဲဟာရှာကိုတောင်းဆိုတော့နာရာကအားနာလို့ဝင်ပြီးတော့တားပါတယ်။ဒါမဲ့ဟာရှာကချက်ချင်းပဲလမ်းခင်းဖို့အတွက်သဘောတူလိုက်တာပါ။ ပြီးတော့သူ့အစ်ပြောတဲ့စကားကိုပြောပြပါလေလူတယောက်ကဥစ္စာပစ္စည်းတွေပိုရှန်နေရင်ခလေးထပ်မွေးမယ်စားမတတ်နိုင်တဲ့မိဘဂီယာက ခလေးတွေကိုမွေးစားတင်တယ်ဆိုတဲ့စကားပါပဲအဲ့ဒီစကားတိုင်းသူကဒီတူအလုံးကိုမွေးစားလိုက်မယ်လို့ပြောကအခုချိန်ကစပြီးတော့ရွာကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ရွာသားတွေကိုပျော်ရွှင်အောင်ထားမယ်လို့ပြောလိုက်ပါတော့တယ်။နာယာရာနဲ့တရားလုံးနဲ့ပျော်ရွှင်သွားကြပြီးအံ့ဩသွားကြပါတော့တယ်။နောက်ရက်ကစပြီးသူကပလန်တွေချကပထမဦးဆုံးလမ်းခင်းပါတယ် ီးတော့ရေမြောင်းတွေလည်းတူးပေးကစာတင်ကြောင်းလည်းစောက်ပေးပါလိမ့်။ဒါပြင်ဆေးရုံလည်းစောက်ပေးသေးတာပါ။ပြီးတော့ရေသွင်းစိုက်ပျိုးရေးနီးအစ်စ်ကိုရွာသားတွေကိုတင်ပေးလိုက်ပါလိမ့်။အရင်လိုနဲ့အချိန်တိုလေးတွင်းမှာပဲရွာကတူးတက်ပြောင်းလဲလာပါတော့တယ်။သုံးလကြာသွားပြီးတဲ့နောက်ကာရာလည်းရွာကိုပြန်ရောက်လာပါလိမ့်။ရွာကတော်တော်ကိုတိုးတက်ပြောင်းလဲလာလို့သူမလည်းတန်အော်ကြီးပြောပြနေပါလိမ့်။သူဖေနာယာရာကဒါကသူတို့ကိုမွေးစားလိုက်တဲ့လူငယ်လေးရဲ့ကျေးဇူးကြောင့်လို့ပြောတော့ ူမနည်းနည်းတော့ကြောင်သွားခဲ့တာပါအဲနောက်ညစာစားတဲ့အချိန်မှာ သူမက ဟာရှာကိုမြင်တော့တော်တော်လေးအံ့ဩသွားရပါတယ်အဲဒီနောက်သူမကဟာရှာအခန်းထဲကိုသွားပြီးဟာရှာခုလိုတွေလုံနေတာကသူမမိဘတွေကသူ့ကိုအကောင်းနေမြင်အဲဒီကြသူမနဲ့လက်ထပ်ရမယ်ဆိုတဲ့အတွေးနဲ့လုံနေတာမလားလို့ပြောကသူမရဲ့အချစ်ကိုဘတ်တော်မှရမှာမဟုတ်ကြောင်းအဲဒီလိုငွေကုန်လေးခံမနေပဲပြန်လိုက်တာကောင်းကြောင်းပြောကထွက်သွားပါတယ်နောက်နေ့ညမှာတော့ဟာရှာအပါရာနဲ့ကာရာတို့ညီမ သူတို့လေးယောက်ကရုပ်ရှင်ကြည့်ပြီးပြန်လာချိန်မှာလမ်းမှာအရက်ရောင်းနေတာကိုတွေ့တော့အဲ့ဒီအရက်ဆိုင်ကိုတင်ခိုင်းလိုက်ပါလေတကယ်တော့အဲ့ဒီဆိုင်ကနာစီရဲ့ဆိုင် ဖြစ်နေတာပါဟာရှာကနာစီဟာလည်းဂီယုမဆိုင်ပဲသူ့ရွာထဲမှာအရက်မရောင်းဖို့ပြောကနာစီလူယုံကိုပါပိတ်ချလိုက်ပါလေအိမ်ပြန်တော့နာယာရာကဟာရှာကိုဘာလို့နာစီလူတွေနဲ့ရန်ဖြစ်ခဲ့တာလဲလို့မေးလိုက်ပါလေနာစီနဲ့သွားပြီးတော့ပတ်သက်ရင်အရာအလုံးပျက်စီးသွားနိုင်တယ်လို့ပြောလိုက်တာပါ အဲ့လိုပဲအရင်ကရွာမှာရာဘီဆိုတဲ့လူတယောက်ရှိကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါဟာဟာရှာအဖေပဲဖြစ်ပါတယ်ရာဘီကလည်းဟာရှာလိုပဲရွာကိုဖွံ့ဖြိုးစေခြင်းပါတယ်သူကအမြဲတမ်းတခြားရွာတွေကိုလိုက်ပြီးတော့လေ့လာကသူတို့ရွာမှာဘာလို့ရင်စီးပွားဖြစ်နိုင်ကြောင်းဘာညာတွေကိုရွာသားတွေကိုလည်းအကုန်လုံးအမြဲတမ်းသင်ပေးနေတာပါတကယ်မှသူကအရရောင်းနေရာကိုတွေးလိုက်ပြီးရွာသားတွေကအလုံးမလုံးပဲအရက်နဲ့အချိန်ကုန်နေလို့သူကရွာသားတွေကိုအရက်မတော့ပဲအလုံးစူးစားဖို့အတွက်စီယုံပါတယ် ဒူဂျန်ကအောင်မြင်သွားပြီးရွာသားတွေကသူ့စကားကိုနားထောင်လာကြပါတယ်။ဒါကြောင့်ဝင်ကြီးကသူသာအဲ့ဒီလိုဆက်လုပ်နေရင်သူနေရာမရပဲရာဗီကခေါင်းဆောင်ဖြစ်သွားလိမ့်မယ်လို့ပြောကာနာစီကိုတခုခုလှုပ်ဖို့ပြောလိုက်ပါတယ်။ဒါညမှာနာစီနဲ့သူ့လူတွေကရွာသားတွေနေတဲ့တဲတွေကိုမီးတုံးနဲ့ပစ်ကမီးရှို့ပစ်ပါတယ်။မီးတောက်တွေကများလုံးလို့ရွာသားတွေလည်းထွက်မပြေးနိုင်ပဲတော်တော်များများတည်သွားကြပါတယ်။အဲ့ဒါကြောင့်သူတို့မိသားစုဝင်တွေကသူတို့တည်ရတာရာဗီကြောင့်ဖြစ်ကြောင်း အရင်ကဆင်းရဲပေမဲ့အသက်ရှင်သေးကြောင်းအခုတော့ရာဘီလုံးလို့တည်သွားရတာဖြစ်တဲ့ကြောင်းပြောကအပြစ်တင်နေကြတာပါအဲ့ဒီချိန်ကစပြီးတွေ့ရလုံးနှီးပါလဲရာဘီကိုမုံသွားကြပါတော့တယ်အဲ့ဒီပြင်ရာဘီကိုဓာတ်ကြိုးတွေကြောင့်ဝါယာ short ဖြစ်တာလို့တရားစွဲလိုက်ပြီးရာဘီလည်းထောင်ကျသွားခဲ့ရပါတယ်သူကတော့ရွာအတွက်လှုပ်ပေးခဲ့ပေမဲ့အားလုံးကသူ့ဘော်ပြန်ဆက်ဆန်တာကအလွန်ဆိုးဝါးလာတာကြောင့်ထောင်ထဲကပြန်လာတော့ရာဘီကအရင်နဲ့မတူပဲအိဆက်မာကျောသွားပါတယ် ဒါကြောင့်ဟာရှာကိုလည်းနာစီရိုနဲ့မပတ်သက်မိဖို့နာယာရာကတရီပေးတာပဲဖြစ်ပါတယ်။ဒါကိုကြားတော့ဟာရှာကသူ့အဖေခတ်ထံမာကျောတဲ့အကြောင်းရင်းကို နားလေသွားခဲ့ပါတယ်။နောက်မနက်မှာတော့ဟာရှာကပြေးနေရင်နာစီရိုခြံထဲမှာအလေးမနေတာကို တွေ့တော့ဝင်သွားကဗလာကြီးနဲ့ဆက်ဖီဆွဲလိုက်ပါတယ်။နာစီကလည်းဟာရှာကိုဟိုတနည်းညကသူ့လူတွေကိုကြိုက်နှက်လိုက်တာသူ့လူတွေမှမတီးဘူးလားလို့မေးလိုက်တော့ဟာရှာကလည်းခက်ပြက်ပြက်ပဲတီးတာပေါ့။ အဲ့ညာအဲ့ကောင်လေးကိုလွတ်သွားလို့မဟုတ်ရင်အလောင်းတော်ရှာမြဖြစ်သွားမယ်လို့ပြောလိုက်တဲ့အခါနာစီရဲ့ဒေါသထွက်သွားပါတော့လေအဲ့ဒီချိန်မှာဝင်ကြီးစီကဖုန်းလာပြီးသူ့ဝင်ကြီးယာရုကပြုတ်သွားလို့ရွာပြန်လာပြီးအစီစဉ်ချမယ်လို့နာစီကိုပြောလိုက်ပါလေနောက်ရက်မှာချက်ချင်းဝင်ကြီးရောက်လာပြီးနာစီနဲ့တွေ့ကအစီစဉ်တစ်ခုချပါလေနာစီကိုရွာသားတွေတဲကဧက6000လောက်ဝယ်ဖို့အတွက်ပြောလိုက်ပါလေအနာဂတ်မှာအစိုးရကဒီနားတစ်ဝိုက်မှာကြီးမားတဲ့ project တစ်ခုလုပ်မှာမဟုတ် လယ်မြေစည်းတွေအစမတန်တက်လာပြီးသူတို့နှစ်ယောက်လည်းအမျက်အများကြီးရလာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒီလိုနဲ့ဟာရှာရဲ့လုပ်ငန်းတွေပြီးဆုံးသွားပြီးရွာကလည်းတော်တော်လေးပြောင်းလဲလာပါတယ်။ဒါပြင်နာယရာရဲ့ညီကသူ့သားခေါ်လို့မြို့မှာသွားနေရပါမယ်။သူကသူ့ကိုယ်နဲ့ခွဲရမှာမဟုတ်လို့မသွားချင်မိမဲ့သူမိမကတော့မြို့ပဲသွားချင်နေရပါ။ဒါကိုလည်းဟာရှာကကြားကနေပြန်ပြေးကမြို့မသွားပဲရွာမှာပဲစီစီလုံးလုံးနေတင်ကြောင်းပြောပြလိုက်ပါတယ်။ ဒါကိုကြတော့ကာရာကလည်းဟာရှာကိုမုန်းနေရလို့ထင်ရပေမဲ့သူမစိတ်ထဲမှာဝမ်းနေလာပြီး ဟာရှာကိုစချစ်မိသွားပါတော့တယ်။နာစီကလည်းရွာသားတွေကိုသူတို့မြေတွေရောင်းဖို့အတွက်ဇွတ်ဖိအားပေးနေပါတယ်။တကယ်လို့လက်မှတ်မထိုးရင်တပ်ပစ်မယ်လို့လည်းချင်းချောက်နေတာပါ။အဲဒီချိန်မှာဟာရှာရောက်လာပြီးတော့နာစီလူကိုလက်လင်ချိုးကဆုံးမပေးလိုက်ပါတော့တယ်။ဒါကိုကြတော့ဝင်ကြီးနဲ့နာစီကဒေါသတွေတအားထွက်နေပါတယ်။ဝင်ကြီးကဟာရှာကြောင့်မသိသေးလို့နာစီကအကုန်ပြောပြလိုက်တော့ အဲ့ဒီလူသစ်ကရွာကိုလှုပ်ချင်တိုင်းလှုပ်နေတာကိုနာစီကခွင့်ပြုနေရလားလို့အပြစ်တွေပြောတာအဲ့ဒီလူသစ်ကဘာလုပ်လဲချက်ချင်းတေးရချံကိုခေါ်ခဲ့အဲ့ဒီကောင်ကိုလက်စားချေရမယ်လို့ဝင်ကြီးကပြောလိုက်တာပါအဲ့ဒီနောက်နာယာရာကဟာရှာစီကိုပြေးလာကနာစီကဟာရှာကိုလိုက်ရှာနေကြောင်းကာရာကိုဖမ်းသွားပြီးဟာရှာလာမလွတ်ပေးမှဖြစ်တဲ့ကြောင်းဒါမဲ့သူတို့တမီးကိုသူတို့ကယ်နိုင်ပြီးတော့ဟာရှာကတော့ဒီရွာကနေအမြန်ဆုံးထွက်သွားတော့လို့ပြောလိုက်တာပါဒါမဲ့ဟာရှာကထွက်မသွားပဲ နာစီတို့တရက် channel ကိုစပိန်နဲ့ဝင်လာခဲ့ပါတယ်။ဝင်ကြီးကသူ့သားနဲ့တင်တာလူတဲ့သူရဲ့သားဆိုတာသိသွားတော့အံ့ဩနေပါတယ်။ဟာရှာကခုံဆွဲယူကသူ့နားကိုကတ်ပြီးထိုင်လိုက်ပါတယ်။သူကနာစီနဲ့ဝင်ကြီးကိုမကြောက်တဲ့ပြင်ပြုံးပြုံးလေးနဲ့ပညာသားပါပါစကားတွေနဲ့နှိတ်ကွက်လိုက်ပြီးခုချိန်ထိဝင်ကြီးလက်စားထားတဲ့စင်းကိုချရေးထားပြီးအဲ့ဒီငွေတွေပြန်ပေးပါလို့ပြောကထထွက်သွားပါတယ်။အဲဒီကမှနာစီကမပြီးတော့ဘာဖြစ်လဲလို့ပြောလိုက်ကသူ့လူတွေကိုတိုက်ခိုက်ခိုင်းလိုက်ပါလေ ။ဒါမဲ့ဟာရှာရဲ့တိုက်ခိုက်ကပြည့်စုံနေပြီ။သူကချင်သိတကောင်လိုပါပဲ။ဒါမဲ့လူတယောက်တော့မဟုတ်ပါဘူး။ဗလာရီအားလုံးကိုခဏလေးနဲ့အလဲထိုးနိုင်သွားကဟိုနှစ်ယောက်ကိုလည်းဒေးလီမာသာဆိုစကားပြောပြီးထွက်သွားကြောင်းအခုကရွာရဲ့အစွန်ပြားတည့်ရချံလေးထဲမှာသူတို့ကိုတတ်လိုက်လေဘယ်သူမှစုံစမ်းလို့ရမှာမဟုတ်ကြောင်းပြီးတော့ဝင်ကြီးကိုလက်စားထားတာတွေပြန်ပေးမဟုတ်ရင်ခမည်းဝါလာလိမ့်မယ်လို့ပြောကကာရာနဲ့အတူတူပြန်သွားကြပါတော့တယ်။ဝင်းကြီးကသူ့သားကိုဟာရှာကိုတတ်ဖို့အတွက်ပြောနေပါလေ ဒါမဲ့သူသားကဟာရှာနဲ့တွေ့ဘူးကြောင်းတရားစွဲမဲ့သူနှစ်ယောက်ကိုတတ်ဖို့လုံတုံးကလည်းဟာရှာကဝင်ကယ်ပေးပြီးသူ့ကိုရိုက်နှက်သွားကြောင်းပြီးတော့သူကဘီလီယံနာရာဗီရဲ့သားဖြစ်ကြောင်းကို ပြောလိုက်တာပါဒါကိုကြားတော့ဝင်ကြီးရောနာစီပါအဲ့ဩသွားပါတော့တယ်ဝင်ကြီးကချက်ချင်းပဲရာဗီစီကိုဖုန်းဆက်ကသူသားကဒီဗာရာရွာကိုရောက်နေပြီးသူတို့ကိုနှောက်ယှက်နေလို့တတ်ပစ်လိုက်မယ်အလောင်းလာကောက်လို့ပြောလိုက်ပါတယ်ရာဗီလည်းကြံရမြဖြစ်ကတုံလှုပ်သွားပါတော့တယ် နောက်တနေ့မှာဟာရှာကရေကန်ကရေတွေတဲဖို့အတွက်ရေကန်ကိုလာတော့လူတယောက်ဓာတ်ထိုးခံထားတာကိုမြင်လိုက်ရပါတယ်။သူကသွားခဲ့တဲ့အချိန်နောက်ကနေသူ့ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။သူလည်းဒေါသထွက်သွားပြီးတော့ဒဏ်ရာရထားပြီပဲ။သူကလူမိုင်းအားလုံးကိုတယောက်ထဲနဲ့အပြတ်ရှင်းလိုက်တာပါ။ဒါမဲ့သူခန္ဓာကိုယ်ကဆက်ပြီးတော့ခန္ဓာရေမရှိတော့လို့လဲကျသွားခဲ့ရပါတယ်။ဒါကိုကာရာကမြင်တော့စေယုံကိုတန်းပြီးတော့ခေါ်သွားလိုက်ပါတယ်။သူမကငိုနေခဲ့ပြီ။ဒါသူမကြောင့်ဖြစ်ရကြောင်း သူကဘီလီယနာတထေးကြီးရဲ့သားဖြစ်ကြောင်းသူမကသူ့ကိုဘဝမေ့နေပြီကြီးကြီးတက်ချမ်းသာသွားတော့ရွာကိုမေ့သွားပြီလို့ပြောလိုက်ပြီလို့သူဒီကိုလားတာဖြစ်ကြောင်းပြီးတော့သူ့အဖေက ရာဘီဖြစ်ကြောင်းကိုပါပြောပြလိုက်ပါတယ်။နာယာရာကဒါကိုသိတော့အံ့ဩသွားခဲ့ပါတယ်။အရင်နောက်ချက်ချင်းပဲရာဘီတို့မိသားစုရောက်လာကြပါတယ်။သူကတော့အရင်တိုင်းပဲရွာသားတွေကိုမကျင်နဲ့ပဲမာမာထန်ထန်ဆက်ဆက်နေတော့မှာပဲ။ပြီးတော့သူ့သားကိုသူသွားပြီးတော့ကြည့်ခဲ့ပါတယ်။ ပြီးတော့သူကထွက်လာကရွာသားတွေကိုဒေါသထွက်နေပြီးသူ့တုံးကလည်းရွာအတွက်လှုပ်ပေးလိုက်ရပြီးတော့နောက်ဆုံးထောင်ထဲရောက်သွားအောင်အခုတော့သူ့သားလည်းရောက်လာပြီလို့ပြောကသူစိတ်မထိန်နိုင်ပဲငိုချလိုက်ပြီးသူ့သားကိုတော့ပြန်ခေါ်သွားပြစေလို့တောင်းပန်လိုက်ပါတော့တယ်ရွာကနေဟိုက်ဒရာဘတ်ကိုပြန်လာပြီးတဲ့နောက်ဟာရှာကသူ့အဖေရဲ့လုပ်ငန်းတွေကိုဆက်ခံလုပ်ကင်လိုက်ပါလိမ့်ဒါမဲ့သူကအလုံးမှမပြောဘဲနာယာရာနဲ့ရွာသားတွေကိုသာမြင်နေပြီးသူ့အဖေကိုအဲ့ဒီရွာကို ပြန်သွားခြင်းကြောင့် သူစားတိုင်းသွားတိုင်းအိတ်တိုင်းမှာရွာနဲ့ရွာသားတွေကိုပဲမြင်နေပြီးတော့သူကကြမျိုးပေါ်မှာနေနေပြီးရွာမှာကြဒုက္ခရောက်နေရလို့သူကရွာအတွက်အဖေကောင်းတယောက်ဖြစ်မှာမဟုတ်ဘူးဒါကြောင့်ခွင့်ပြုပေးဖို့တောင်းဆိုလိုက်ပါတော့လေသူဖေကလည်းသူသားရဲ့စကားကိုကြားတော့ဝမ်းသာသွားပြီးတချိန်ကသူမလုတ်ခဲ့ရတဲ့တောင်ဝင်ဖြစ်တဲ့ရွာကိုနာစီလိုလက်ထဲကကဲထုတ်ပေးဖို့အတွက်ပြောကသားဖားနှစ်ယောက်ဖက်လိုက်ကြပါတော့တယ် ရွာမှာလည်းတနေ့တနေ့ဒုက္ခတွေရောက်ကာရွာသားတွေရဲ့မြေတွေကလည်းနာစီလိုလက်ထဲကိုရောက်ကုန်ပါပြီ။နာရာကလည်းချင်းချောက်ခံရပြီးတော့သူ့မြေကိုရောင်းဖို့အတွက်လက်မှတ်ထိုးလိုက်ရပါတယ်။ရွာသားတွေကိုရွာကမထွက်သွားဖို့အတွက်အမြဲတားနေတဲ့နာရာကအခုဆိုသူ့မိသားစုရောသူပါရွာကနေထွက်သွားရပါတော့မယ်။အဲ့ဒီချိန်မှာဟာရှာလဲရွာကိုပြန်ရောက်လာကနာစီတို့စက်ယုံကိုလာပါတယ်။စက်ယုံထဲမှာနာစီနဲ့ဝင်ကြီးက project လုပ်မဲ့ကုမ္ပဏီကိုမြေတွေရောင်းချဖို့စာချုပ်ကိစ္စပြောဆိုနေကြတာပါ။ ။ဟာရှာကအဲ့ဒီမှာဒေါသနဲ့ဝင်လာပြီးနာစီရဲ့ရက်ပလင်းတွေကိုကြိုက်ခွဲချပလိုက်ပါလေ။ပြီးတော့ဝယ်မဲ့သူကိုလည်းအရက်ချက်ဆက်ယုံမှာတေသွားကျင်လာလားလို့မေးတော့အဲ့ဒီဘိုးတော်လည်းကြောက်ကြောက်နဲ့ပြန်သွားပါတော့လေ။နာစီကစိတ်တွေတိုးသွားပြီးဟာရှာနဲ့ fight ပါလေ။ဒါပေမဲ့ဟာရှာကသူ့ကိုတစ်ချက်ထင်းနဲ့ကင်ပေါက်ပလိုက်တာပါ။သူလူတွေကိုလည်းအသေးတက်ကနာစီနဲ့ဝင်ကြီးကိုကြတော့ခြေောက်ကနေဆွဲခေါ်လာခဲ့ပြီးပပလဲမီးရှို့ကထားခဲ့လိုက်ပါလေ။ ဟာရှာလဲထွက်သွားရောသူတို့ကိုမိတွေဆွဲကဆက်ယုံကြည့်ပါပောက်ကွဲသွားပါတော့တယ်သူအဖေကိုလှုပ်ခဲ့တယ်လို့မျိုးသူကလက်စားပြန်ချေလိုက်တာပါရွာသားတွေကလည်းဟာရှာပြန်အောင်လာတာသိတော့ဆက်ယုံကိုလိုက်လာခဲ့ကြပါလိမ့်ဆက်ယုံကြီးကမိလောင်နေပြီးဟာရှာကလည်းဝင်ကြီးနဲ့နာစီပါ အဆုံးတတ်သွားပြီလို့ပြောလိုက်တဲ့အခါမှာတော့အားလုံးလည်းအံ့ဩသွားကြပါတော့တယ်ဒါတွေပြီးတော့ဟာရှာကဟိုက်ဒရာဘတ်မှာအလုပ်လုပ်ပြီးတခါလေးဆိုရင်ရွာမှာလာပြီးတော့နေတတ်ပါတယ် သူ့ဖိနဲ့မိသားစုကလည်းပွဲတွေဆိုရင်ရွာကိုလာပြီးတော့နာရာတို့နဲ့ပျော်ပျော်ရွှင်ရွှင်စကားတွေပြောနေကြပါလိမ့်။ဇလန်လေးကတော့ဒီလိုနဲ့ပဲအဆုံးသတ်သွားပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ကျွန်တော် BDM ရဲ့တင်ဆက်မှုဒီနေ့အတွက်ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်အဆုံးနည်းကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်နေ့မှနောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်းများစွာနဲ့ပြန်လည်ပြီးတော့တွေ့ဆုံကြပါဦးမယ်ခင်ဗျာ။အားလုံးပဲပျော်ရွှင်ကျမ်းမာကြပါစေ။ဒီနေ့မှအချိန်ပေးကြည့်ရှုကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။